ရတနာတုတ်ဒီနော်ဝေဒာလီပြည်မှာဘေးကြီးဆိုင်တော့နောက်ဆုံးမြတ်စွာဘုရားဒီကိုအဲ့ဒီပြဒနာဖြည့်ရှင်းပေးဖို့အနေထားကဖမ်းလာတော့ယဟန်တန်ဃာတွေနဲ့မြတ်စွာဘုရားကြွတော့ပြီးတော့ဝေဒာလီပြည်မှာရတနာတုတ်ကိုဟောတယ်ဟုတ်လားဘုရားနဲ့သူကဘေးရစအောင်ဆိုတော့လူတွေလောဘဒေါသမောဟအာကြီးရနေပြီးတော့ဟုတ်လားငတ်မို့ချင်းဘေးစာရည်သာရှားပါတော့နော် ဆာယီဒါရှာပလာရင်ခန္ဓာကိုယ်ကပြီးပြီးဝအာဟာရထက်မရတဲ့အခါကျတော့ယောဂဗျာကနောက်ဆက်တော့မဖြစ်လာတော့လိုက်လာတယ်ဟုတ်လားအသေးပြောင်များလာပြီးယောဂကြောင့်အသေးပြောင်များလာပြီးဆိုရင်ဟောအမနုဿဒီလူဘေးတဲ့အမနုဿဆိုတာမနုဿလူအမနုဿလူမဟုတ်တာတွေရဲ့ဘေးတဲ့မမြင်နိုင်ဘူးအဲ့ဒါတွေကလည်းစမ်းကြဲတယ်မမြင်ရလို့မယုံဘူးလို့များဆွတ်လုံမနေနဲ့ဟုတ်လားဘေးဘယ်နှမျိုးတော့၃မျိုးငတ်မို့ချင်းဟုတ်လားယောဂဘေးကနှိမ့်ဆက်ချင်း ဟုတ်လားလူမဟုတ်တဲ့တခြားသောတဘာတို့ရဲ့နော်ဘီလူတစ်သက်ဘေးဟုတ်လားအဲ့ဒီဘေးကြီးတွေကိုမြတ်စွာဘုရားနော်ဘာနဲ့ငြိမ့်တော့အောင်ငြိမ့်သက်ပေးတယ်ယတနာတုံနဲ့ငြိမ့်တော့ငြိမ့်သက်တယ်အဲ့တော့အဲ့ဒီယတနာတုံကိုဘုံဘုံတို့သိချာကြဟိုကြည့်လိုက်တဲ့အခါမှာဘာတွေ့ရတော့ဆိုတော့ယတနာမြတ်သုံးပါးရဲ့ဂုံကြည်သူရဲ့တစ္ဆာရဲ့မေတ္တာရဲ့ဒီ၅မျိုးတွေ့ရတယ်အနှစ်ချုပ်မှတ်ရမယ်နော်ဒီဥစ္စာမှတ်ရမယ်ဟုတ်လား နှမျိုး၅မျိုးဖရာခုတရားခုတန်ဃာတော်တို့ရဲ့ခုပြီးတော့သစ္စာနဲ့မေတ္တာဥမာလေးဥစဉ်တစ်ခုပြောမယ်နော်ယံကိစီဝိတ္တံဣဒဘာဟိဟူရံဝါတက္ကေတုဝါယံရတနံပဏိတံနာနောတမအဋ္ဌိတထာဂတိနာဣဒံပိဗုဒ္ဓေရတနံပဏိတံဣတိနသစ္စေနတုထိဟောတုဒီလောကကြီးတစ်ခုလုံးမှာလူပြည်နဲ့ပြည်နဂါပြည်ကလုံးပြည်လောကကြီးတစ်ခုလုံးမှာဖရာတိဟူသောယရဏဟာ အမွန်မြတ်ဆုံးတန်ဖို့အကြီးမားဆုံးမေတဲ့။ဤမှန်ကန်တဲ့တစ္ဆာတကားကြောင့်တတဝါတွေချမ်းသာပါစေ။ခုနရွတ်လိုက်တာလေးရဲ့အဓိပ္ပာယ်ကလူရင်းအဲ့ဒါပဲ။ဟုတ်လား။နော်ဆက်ပြီးတော့ခယံဝိဒါကအမတန်ပတိနံယရစ်စကတကြမုနိသမဟိတောနတေနဓမ္မေနသမထိကိဉ္စီဣဒံပိဓမ္မေရတနံပဏိတံဣတေနသစ္ဆေနသဝိတိဟောတု။အဲ့ဒီဘုရားဘာကြောင့်မြင်ရတာတော့။အမျက်ဆုံးဆိုတဲ့နိဗ္ဗာန်ကိုအဲ့ဒီဘုရားကတိလို့ နိဗ္ဗာန်ဘလို့နိဗ္ဗာန်တော့ခရံကိလေသာခတ်သိမ်းကုန်ခန်းနေဝိရာကကိလေသာခတ်သိမ်းချုပ်ငြိမ်းနေအမတန်မသေးရเนาะအဲ့ဒီအငြိမ်းတက်ဖြစ်တဲ့ခရံဝိရာကအမတန်ပဏိတံအလွန်မွန်မြတ်တဲ့เนาะဘာမှထပ်ပြီးတော့ဖြည့်ဆွတ်เสียမလိုတော့အောင်ကောင်းမွန်နေနိဗ္ဗာန်တရားကိုပြောတာဟုတ်လားခရံဝိရာကအမတန်ပဏိတံယရစ္ဆကတัจ္ကြမုဏိတမဟိတော်တယ်အဲ့ဒီလောက်မွန်မြတ်တဲ့နိဗ္ဗာန်ဆိုတဲ့တရားကို တာဂီဝင်မင်းသားကနေဖြစ်လာတဲ့အဲ့ဒီဂေါရမဗုဒ္ဓဆိုတဲ့ဘုရားနော်ရခဲ့တာတဲ့ကျင့်လို့ရခဲ့တာဖြည့်ဆည်းခဲ့တဲ့ပါရမီတွေကိုအခြေခံပြီးတော့ကျင့်သုံးလို့သူရခဲ့တာအဲ့ဒါကြောင့်မလို့ဘုရားဖြစ်သွားတာဟုတ်လားအဲ့ဒီဘုရားအဖြစ်ကိုလုံးတက်တဲ့နော်နိဗ္ဗာန်ရလို့နိဗ္ဗာန်ကိုမြင်လို့ဤပြီဆုံးဆုံးသိလို့ဘုရားဖြစ်သွားတယ်နော်အဲ့ဒီနိဗ္ဗာန်ဆိုတဲ့တရားအမျက်ဆုံးပဲတဲ့ဟောဒါကြောင့်တရားကိုဂုံပြူတာ ဆက်ဆက်မှုရှိတဲ့ဂါထာတစ်ပုဒ်နဲ့တစ်ပုဒ်နဲ့ရဣဒံပိဓမ္မေရတနံပဏိတံဣတိနာသစ္ဆေနာတုတိဟောတုအီမံကနဲ့သစ္စာတကားကြောင့်တတ္တဝါတွေချမ်းသာပါစေ။